မင်္ဂလာပါဘိုးဇော်ချန်နေရနေပြီးတော့ကြိုးဆိုလိုက်ပါတယ်အခုဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုဇယ်လာပိုင်း20ရက်ကနေဇယ်လာပိုင်း24ရက်နေ့ဖိုလုံဘိုးဇော်တပတ်စာကတ်ထဲမှာပါဝင်သမျှတွေကိုအတန်နဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်အတန်နဲ့အဓိကပြောပြပေးတော့မှာဖြစ်တဲ့အတွက်အတန်ကိုပဲအတူဂေယူဆိုင်နားဆင်ပေးကြပါခင်ဗျာ ကျွန်တော်ရဲ့ဘိုးဇော် channel ကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်းနှိပ်ထားပေးချပါအောင်။ဒါဆိုရင်ကျွန်တော်တို့ဒီဒီဆယ်လာပိုင်း20ရက်ကနေ24ရက်တပတ်စာကတ်တစ်ခုဖြစ်တဲ့အော်တိုကီကိုပြောပြပေးပါမယ်။အော်တိုကီမှာဆိုရင်ကျွန်တော်တို့တရစာနေတိုက်ကီပါဝင်တာဖြစ်ပါတယ်။ဒါဆိုရင်တနင်္လာနေ့ တရားစာအတွက် နေတိုက်ကီကတော့1 6 3ညဖြစ်ပါတယ်။အင်္ဂါနေ့တရားစာအတွက်နေတိုက်ကီကတော့1 9 3ညဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့တရားစာအတွက်နေတိုက်ကီကတော့8 3 6ဖြစ်ပါတယ်။ ဂျာတာပရေနေတရစာအတွက်နေတိုက်ကြရတော့၁၂တောင်းဖြစ်ပါတယ်။တောက်ကြနေတရစာအတွက်နေတိုက်ကြရတော့၁၃ညာ၅ဖြစ်ပါတယ်။ဒါတော့အတူကီမှာပါဝင်တဲ့တရစာနေတိုက်ကြတွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ ဖိုးလုံးရဲ့တပတ်စာကတ်ကိုပြောပြပေးပါမယ်။ဖိုးလုံးရဲ့တပတ်စာကတ်ထဲမှာကျွန်တော်တို့ဟိုနေတိုက်ကီကို အရင်ဆုံးပြောပြပေးပါမယ်ခင်ဗျာ။တနင်္လာနေ့တရားစာအတွက် နေတိုက်ကီကတော့၃ည9ခွန်ဖြစ်ပါတယ်။အင်္ဂါနေ့တရားစာအတွက်နေတိုက်ကီကတော့ ခွန်နေတောင်ညဖြစ်ပါလေဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကီရတော့နေခွန်လေးဖြစ်ပါလေဇာတာပရေနေတရားစာအတွက်နေတိုက်ကီရတော့ရှင်တောင်၅ဖြစ်ပါလေတောက်ချနေတရားစာအတွက်နေတိုက်ကီရတော့ တောင်ညာငါခွန်ဖြစ်ပါတယ်ဒါတော့ဖိုးလုံးကတ်ထဲမှာ ပါဝင်တဲ့နေတိုက်ကီကို အရင် ပြောပြပေးခဲ့တာ ဖြစ်ပါတယ်ပြီးရင် ဖိုးလုံးရဲ့တပတ်စာကတ်ထဲမှာတပတ်စာ ပေဒံကို ပြောပြပေးမယ်ပေဒံကတော့အပေါ်ကကနန်တလုံးအောက်ကကနန်တလုံး တွဲပြီးအတုံးပြွားမှာ ဖြစ်ပါတယ်အပေါ်ပိုင်းမှာဆိုရင်တောင်ညာ တေနေလေကိုအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း၅လုံး3 5 6ဖြစ်ပါတယ်အပေါ်ကတစ်လုံးအောက်ကတစ်လုံးတွဲပြီးအသုံးပြုရမှာဖြစ်ပါတယ်ပြီးရင်ဖိုလုံးရဲ့တပတ်စာမပြောင်းပတ်တီကိုပြောပြပေးမယ်ဖိုလုံးရဲ့တပတ်စာမပြောင်းပတ်တီကတော့ ၃ညနှစ်ဖြစ်ပါတယ်ပြီးရင်ဖိုးလုံးရဲ့တပတ်စာပရိတ်နှစ်ခုကိုပြောပြပေးပါမယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်မှာဆိုရင်ပရိတ်တပရိတ်ပြီးခဲ့မှာတပရိတ်၃ချိန်လာမသိဘူးအောင်မြင်ခဲ့တယ်အခုဒီ20ရနေ24ရက်ဒီတပတ်အတွင်းမှာဆိုရင်လေဖိုးလုံးရဲ့ပရိတ်နှစ်ခုကတော့ တောင်ညာပရိတေပရိဖြစ်ပါတယ်တောင်ညာပရိတေပရိဖြစ်ပါတယ်ဒီပရိနှစ်ခုတည်းကအ ਨੇ ဆုံးတစ်ခု ဖြစ်ပါတယ်အခုပြောပြပေးခဲ့တာကတော့ဖိုလုံးရဲ့တပတ်စာကတ်ထဲမှာပါဝင်သမ ्या တွေကို ပြောပြပေးခဲ့တာဖြစ်တယ်ပြီးရင်နောက်ထပ်ဘိုဇော်ရဲ့တပတ်စာ ပေရန်ကို ပြောပြပေးပါမယ်ဘောဇော်ရဲ့တပတ်စာ ပေရန်တနင်္လာနေ့တရက်စာအတွက်ကတော့ အပေါ်ပိုင်းမှာဆိုရင်ခွန်နေလေကိုအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး3 8 6 9 9အပေါ်ကကနန်း1လုံးအောက်ကကနန်း1လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်အင်္ဂါနေ့တရစာအတွက်ပေတန်းကို ပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့၄၉ ငါတောင်ညအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး16 83 9ဖြစ်ပါတယ်အပေါ်ကကနန်းတစ်လုံး အောက်ကကနန်းတစ်လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့တရားစာအတွက်ပေတံအပေါ်ပိုင်းမှာဆိုရင်တော့1 4 6 9 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်6လုံး395 38 49အပေါ်ကကနန်2လုံးအောက်ကကနန်2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ဇာတာပရိနေတရစာအတွက်ပေးတဲ့အပေါ်ပိုင်းမှာဆိုရင်တော့8353အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်6လုံး16 ကိုလေးခုနှစ်ဖြစ်ပါတယ်။တောက်ကြနေတရားစာအတွက်ပေရန်ကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့1 3 8 6အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ခဏန်6လုံး9 3 9 6ဖြစ်ပါတယ်။အခုပြောပြပေးခဲ့တာကဘိုးစောရဲ့တပတ်စာပေရန်ကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။ ောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘုဇော်ရဲ့တပတ်စာ အာနေပရိတ်ကို ပြောပြပေးပါမယ်။တနင်္လာနေ့မနက်အတွက်ဘုဇော်ရဲ့အာနေနိုင်တဲ့ပရိတ်ကတော့၃ပရိတ်ဖြစ်ပါတယ်။တနင်္လာနေ့ညနေအတွက်အာနေနိုင်တဲ့ပရိတ်ကတော့၄ပရိတ်ဖြစ်ပါတယ်။အင်္ဂါနေ့မနက်အတွက် အားနေနိုင်တဲ့ပရိတ်ကတော့ခွန်ပရိတ်ဖြစ်ပါတယ်။အင်္ဂါနေ့ညနေအတွက် အားနေနိုင်တဲ့ပရိတ်ကတော့လေပရိတ်ဖြစ်ပါတယ်။ပေါ်တော့နေ့မနက်အတွက် အားနေနိုင်တဲ့ပရိတ်ကတော့တုံညပရိတ်ဖြစ်ပါတယ်။ပေါ်တော့နေ့ညနေအတွက် အားနေနိုင်တဲ့ပရိတ်ကတော့သုံးပရိတ်ဖြစ်ပါတယ်။ ဇာတာပရိနေမနဲ့အတွက်အားနေနိုင်တဲ့ဘရိတ်ကတော့နေဘရိတ်ဖြစ်ပါတယ်။ဇာတာပရိနေညနေအတွက်အားနေနိုင်တဲ့ဘရိတ်ကတော့ခွန်ဘရိတ်ဖြစ်ပါတယ်။တောက်ကြနေမနဲ့အတွက်အားနေနိုင်တဲ့ဘရိတ်ကတော့ရှစ်ဘရိတ်ဖြစ်ပါတယ်။တောက်ကြနေညနေအတွက်အားနေနိုင်တဲ့ဘရိတ်ကတော့တေဘရိတ်ဖြစ်ပါတယ်။ ကျွန်တော်အခုပြောပြပေးခဲ့တဲ့ဒီဘိုးစော်ရဲ့အာနေပရိဟာဆိုရင်ပုံသေးတွန်နီးကနေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်တပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်။ဒါကြောင့်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှချင်းချင်းပြီးတော့အသုံးပြုစေခြင်းပါတယ်ခင်ဗျာ။ပြီးရင်ဘိုးစော်ရဲ့တပတ်စာအာနေခဏန်းကိုပြောပြပေးပါမယ်။ တနင်္လာနေ့မနက်အတွက်ပေါ်စောရဲ့အာနေနိုင်တဲ့ကဏ္ဍကတော့၈ဖြစ်ပါတယ်တနင်္လာနေ့ညနေအတွက်အာနေနိုင်တဲ့ကဏ္ဍကတော့၁ဖြစ်ပါတယ်အင်္ဂါနေ့မနက်အတွက်အာနေနိုင်တဲ့ကဏ္ဍကတော့၇ဖြစ်ပါတယ်အင်္ဂါနေ့ညနေအတွက်အာနေနိုင်တဲ့ကဏ္ဍကတော့၃ဖြစ်ပါတယ် ဗုဒ္ဓဦးနေမနတ်အတွက်အားနေနိုင်တဲ့ကဏ္ဍကတော့၁ဖြစ်ပါတယ်ဗုဒ္ဓဦးနေမျက်နေအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့၆ဖြစ်ပါတယ်ဇာတာပတိနေမနတ်အတွက်အားနေနိုင်တဲ့ကဏ္ဍကတော့၄ဖြစ်ပါတယ်ဇာတာပတိနေညနေအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့၈ဖြစ်ပါတယ် တောက်ကြနေမနက်အတွက် အားနေနိုင်တဲ့ကဏန်းကတော့ရှစ်ဖြစ်ပါတယ်။တောက်ကြနေမျက်နေအတွက်အားနေနိုင်တဲ့ကဏန်းကတော့တစ်ဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီဘိုးစော်ရဲ့တပတ်စာ အားနေကဏန်းဟာဆိုရင်လေစောနာကအားနေပရိတ်နဲ့အတူတူပါပဲ။ဘုံသေးတွင်နေရနေယူပြီးအတောင်းပြုတ်ပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ ဖောင်းနိုင်ပါတယ်အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကို ကျွန်တော်ပြောပြပေးခဲ့တာကဇေလာပိုင်း20ရက်မှ24ရက်နေ့အထိဖိုလုံပိုဇော်ကတ်ထဲမှာပါဝင်သမျှတွေကိုအတန်ဖြည့်ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်ဒီဗီဒီယိုကိုဂရုတစိုင်အဆုံးထိ နားဆင် အားပေးခဲ့ကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီကို ကျွန်တော်ဘိုးဇော်မှဂျေဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ